မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တမလ6ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်စစ်တွေမြို့မှာဒီနေ့စက်တမလ6ရက်နေ့မနက်ကစစ်ကောင်စီတပ်စခန်းများကနေပြီးတော့လက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လက်နက်ကြီးများနဲ့ပစ်ခတ်ရမှာ10နာရီ40မိနစ်ကမှစပြီးတော့ပစ်ခတ်နေပြီးတော့နေ့လယ်10နာရီအချိန်ကလောက်မှရပ်တန့်သွားတယ်လို့မြို့ကန်တို့ကပြောဆိုထားပါတယ်စစ်တွေမြို့ပတ်လည်မှာရှိနေတဲ့ရေဒတ်တပ်ရင်းတွေရဲစခန်းတွေ ပွိုက်စတဲ့နေရာပပတ်လှယ်ကနေပြီးတော့ပြစ်နေတာပါအမြောက်အတွဲလိုက်ဒုံးတွေနဲ့ပြစ်နေကြတယ်ပြစ်ခတ်တာကတော်တော်ကိုကြောက်เสียကောင်းတယ်လို့ပြောဆိုထားပါတယ်စစ်ကောင်စီဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးများဟာစုစုပေါင်းအလုံးရည်20ကြော်ဖြစ်ပြီးတော့ပေါတော်မျိုးနယ်ဘက်ကိုကြောက်ရွံ့မှုတွေရှိခဲ့တယ်လို့ပေါတော်ဒေသခံတို့ကပြောဆိုထားပါတယ်ပြစ်တာကအရေအတွက်အလုံးရည်20ကြော်လောက်တော့ကြားရတယ်ပေါတော်ဘက်ကိုကြားတယ်ပေါတော်မျိုးအနီးပတ်ဝန်းကျင် တောင်းဖူးနဲ့တောင်းဦးမော်ရွာနာဝင်းကျင်တွေကိုကြားတယ်လူထိခိုက်တာတော့မသိရသေးဘူးလို့ပြောဆိုခဲ့ပါတယ်စစ်တွေကစစ်ကောင်စီတပ်ရင်းများဟာပေါတော်မြို့နယ်ဘက်ကိုလက်နက်ကြီးများနဲ့မကြာခဏလှမ်းပြီးတော့ပစ်ခတ်နေမှုကြောင့်ပေါတော်ဒေသခံများဟာထိခိုက်သေးဆုံးခြင်းနဲ့နေအိမ်အဆောက်အုံများပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်လက်ရှိလက်နက်ကြီးများအပြင်းထန်ပစ်ခတ်မှုတွေပြုလုပ်နေတဲ့စစ်တွေမြို့နယ်မှာပြီးခဲ့တဲ့ရက်ပိုင်းကလည်းဝါဘိုကြီးရွာဘက်မှာနှစ်ဖက်ပစ်ခတ်မှုတွေရှိခဲ့ကြောင်းနဲ့အဲ့ဒီရက်ပိုင်းကပဲမင်းလာကြီးရွာဘက်မှာလည်းအေအေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲတွေဖြစ်ပွားခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့လက်ချက်နဲ့စစ်ကောင်စီရဲ့ရဟယင်တစည်းပြတ်ကျသွားတဲ့ဗီဒီယိုဖိုင်တစ်ခုလူမှုကွန်ရက်ပေါ်မှာဒီကနေ့ပြန့်နှံ့လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။53စက္ကန့်ကြာမြင့်တဲ့အဲ့ဒီရုပ်သံထဲမှာ KIA စစ်သားတအုပ်ကပခုံးထက်လေချောင်းရံကာကွယ်လက်နက်နဲ့စစ်ကောင်စီရဲ့ရဟယင်ကိုပြတ်ခတ်ခဲ့ရမှာထိမှန်ခဲ့ပြီးတော့ရဟယင်ပြတ်ကျသွားတာကိုမြင်တွေ့ခဲ့ရပါဗါတယ်။အဲ့ဒီရုပ်သံဖိုင်ဟာအခုနှစ်ဇန်နဝါရီလ3ရက်နေ့ကဝိုင်းမော်မြို့နယ်ဖော့တော့ကြေးရွာအုပ်စုနာဖော့ဒေသမှာရှိတဲ့တပ်စခန်းတစ်ခုကိုရိတ်ခါလာ ပို့တဲ့ရဟတ်ယင်ကိုပစ်ချခဲ့တဲ့ဖြစ်စဉ်ဖြစ်ကြောင်း KI နဲ့နှိစက်တဲ့သတင်းရင်းမြစ်ကအတိအပြုပြောဆိုထားပါတယ်။ရုရှားထုတ်အလက်စာတယူပို့ဆောင်ရေးရဟတ်ယင် MI70 ပြတ်တက်ခဲ့တဲ့အဲ့ဒီဖြစ်စဉ်မှာစစ်ကောင်စီရဲ့လေတပ်အရာရှိများဖြစ်ကြတဲ့ ်အသက်42နှစ်အရွယ်ဘုံမှုဆောင်မျိုးတန်အသက်33နှစ်အရွယ်ဘိုးကြီးကောင်းဆန်သိန်းအသက်32နှစ်အရွယ်ဘိုးကြီးစိုးပိုင်ကျော်အသက်42နှစ်အရွယ်ဒုအရာခံဘူးဝင်းမျိုးထွန်အသက်36နှစ်အရွယ်ဦးစီးတက်ကြက်ကြီးစိုးလွင်ဦးအသက်38နှစ်အရွယ်ဦးစီးတက်ကြက်ကြီးမျိုးမင်းဦးအသက်31နှစ်အရွယ်ဦးစီးတက်ကြက်ကြီးဝေရန်ဦးနဲ့အသက်23နှစ်အရွယ်ဦးစီးတက်ကြက်ကြီးစွမ်းထအောင်တို့တေဆုံးခဲ့တယ်လို့သိရပါပါတယ်မြေပြင်မှာအထည်နာနေတဲ့စစ်ကောင်စီကလေကြောင်းကိုအဓိကအားထားပြီးတော့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့နေမြေများကိုဘုံကျဲတက်ခိုက်လျက်ရှိ ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်နဘူးအိုင်မြို့သားလမ်းပေါ်မှာရှိတဲ့မိုင်းခွေများကိုမိုးရွာတဲ့အချိန်မှာလာရောက်ဖော်ထုတ်တဲ့စစ်သားများကိုမိုင်းဆွဲတိုက်ခတ်ခဲ့ရာစစ်သား၅ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာ၁ရက်နေ့မနက်၁၇နာရီခန့်ကမြင်းကြံမြို့နယ်မင်းနေကုန်းရဲစခန်းကနေပြီးတော့အကြမ်းဖက်စစ်သားနဲ့ရဲများ၁၅ဦးခန့်ဟာမိုးရွာနေတာကိုအခွင့်အောင်းယူပြီးတော့နဘူးအိုင်မြို့သားလမ်းပေါ်မှာရှိတဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထောင်ထားတဲ့မိုင်းများကိုဖော်ယူရန်စူးစမ်းခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်မိုင်းခွေအတွင်းကိုဝင်ရောက်ကမိုင်း က်ဖော်နေတဲ့စစ်သား9ကိုမိုက်ဆွဲတက်ခိုက်ခဲ့ရာ3ဦးသေဆုံးပြီးတော့2ဦးအပြင်းထန်ဒဏ်ရာရရှိကာလဲကြပြီးတော့အော်ဟစ်နေခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးမိုက်ဆွဲတက်ခိုက်ခံရမှုကြောင့်သေဆုံးဒဏ်ရာရတဲ့စစ်သားများကို ဆွဲထုတ်တည်ယူရန်လုံခြုံရေးကင်းမုံယူထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးတည်းက9ဦးကမိုင်းငွေအတွင်းကိုထမှန်ဝင်ရောက်လာခဲ့တဲ့အတွက်ထမှန်မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးသေဆုံးပြီးကျန်တဲ့စစ်သား3ဦးဟာထိခိုက်ဒဏ်ရာရှိကလဲကြော်အော်ဟစ်နေခဲ့တယ်လို့သိရပါဗျ။ကျွန်တော်တို့မိုင်းငွေထောင်ထားတာကိုလည်းသူတို့ကသတင်းကြိုယာထားတဲ့မဖော်ရဲလို့သာလာမဖော်တာကျွန်တော်တို့ကလည်းလာရင် လုံမယ်ဆိုပြီးတော့အခွင့်အရေးရတာနဲ့ထောင်ထားတာအဲ့ဒီနေ့ကမြို့သားမြို့မှာတိုက်ပွဲဖြစ်နေတယ် တိုက်ပွဲဖြစ်တာကိုအဲ့ဒါကိုသွားဆောင်လာရမယ်ဆိုပြီးတော့မိုးရွာနေတော့မှသွားဆောင်လိုက်တာမြို့သားနဲ့တော့တော်တော်ဝေးပါတယ်အခုမိုင်းခွဲကနဘူးအိုင်နားနေမယ်မိုးကလည်းရွာနေတော့သူတို့ကအဆောက်နေလည်းမရှိနိုင်တော့ဘူးဆိုပြီးတော့ဒီမိုင်းခွဲကိုဖော်ဖို့စ조사တာမိုးရွာနေတာကိုအခွင့်ကောင်းယူပြီးတော့ဖော်ဖို့စ조사တာပေါ့မိုင်းခွဲနဲ့ကို၅ရက်ဝင်လာပြီးတော့မိုင်းလုံးထိုင်ပြီးဖော်မယ်အလုံးမှာမိုင်းဆွဲလိုက်တာအဲ့ဒီမှာရင်၃ရက်သေးပြီးတော့၂ရက်ဒဏ်ရာရတာ အဲ့ဒီအချိန်မှာမိုင်းထက်မရှိတော့ဘူးထင်ပြီးတော့ကင်းမုံဝင့်နေတဲ့စစ်ခွေး9កောင်ကထပ်ပြီးတော့ဝင်လာတာကျွန်တော်တို့ရဲဘော်တွေကလည်းမပြန်မဲနဲ့စောင့်ပြီးကိုအဲ့ဒီမိုင်းမွေးတဲ့ကိုဝင်လာတဲ့အချိန်မှာထပ်ဆွဲလိုက်တာပါစုစုပေါင်း9ဦးတည်ပြီး9ဦးတန်ရရပါတယ်အဲ့ဒီသေဆုံးတန်ရရတဲ့သူတွေကိုနောက်ထပ်လာကောက်တာတော့မှအတော်ကြာမှလာကောက်သွားတာလို့နဂနီပြောက်ကြားတက်ဖွဲ့မြင်းညာကတောင်းရှိသူတူကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုနဂနီပြောက်ကြားတက်ဖွဲ့မြင်းညာရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့သေဆုံးတန်ရရ အကြမ်းဖက်စစ်သားများကိုမင်းနေကုန်ရဲစခန်းကအကြမ်းဖက်စစ်သားများကထပ်မံလာရောက်ပြီးတော့ကောက်ယူသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မှာစစ်မှုထမ်းဖို့အတွက်ပြည်သူများကိုအတင်းအဓမ္မဖိအားပေးချင်းချောက်ငွေတောင်းနေတဲ့သုံးကိုပြစ်ခတ်တိုက်ခဲ့ရာသုံးစလုံးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမားလာ၄ရက်နေ့ည၈နာရီအကျော်အချိန်ကမှပသိမ်ကြီးမြို့နယ်တောစုကျေးရွာမှာပြည်သူများကိုပြည်သူစစ်အဖွဲ့ဝင်ရန်အတွက်အတင်းအဓမ္မဖိအားပေးပြီးတော့ချင်းချောက်ငွေကြေးတောင်းခံနေတဲ့ပြူစောတိအဖွဲ့ဝင်အောင်စော်နဲ့မောင်စိုးကို ပသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြစ်ခတ်တိုက်ခိုက်ရာတေဆုံးသွားတယ်လို့သိရပါဗါတယ်အလားတူပဲအဲ့ဒီညပိုင်းမှာတော်လိုင်းရဲဘော်များကိုစောင့်ကြည့်တရင်ပေးခြင်း ပြူစောတိအဖွဲ့ဝင်ဖို့အတွက်စည်ရင်ပေးထားတဲ့ထုံးဖို့ရွာမှာနေထိုင်တဲ့တောစုကျေးရွာအုပ်ချုပ်ရေးမှုရဲ့လက်ပါစီဖြစ်တဲ့အကြမ်းဖက်ဆက်တပ်သတင်းပေးဝင်းစော်ကိုလည်းပသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြစ်ခတ်တိုက်ခိုက်ရာတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။ပြစ်ခတ်တိုက်ခိုက်ခံရတဲ့၃ကောင်လုံးကအကြမ်းဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကိုအဓိကဥဆောင်ပြီးတော့လှုပ်ရှားနေတဲ့သူတွေပါထုံးဖို့ရွာကကောင်ကတော့သတင်းပေးဒလန်လို့သိရတယ်လို့ပသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစလင်းမြို့နယ်လင်းစင်းတိုင်နယ်ရဲစခန်းကရဲတပ်သားမင်းသူကိုတော်လိုင်းတပ်ဖွဲ့ကပစ်ခတ်ခဲ့ရာတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ9ရက်နေ့ညနေ4နာရီအချိန်မှာလင်းစင်းတိုင်နယ်ရဲစခန်းကရဲတပ်သားမင်းသူဟာရဲစခန်းနဲ့တမိုင်အကွာမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့များကင်းမုံဝင့်နေတဲ့နေရာကိုရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့များကရဲတပ်သားမင်းသူကိုဖမ်းဆီးရန်ကြိုးစားရမှာအဖမ်းမခံမဲနဲ့ခုခံတဲ့အတွက်ပစ်ခတ်ရာကနေပြီးတော့တိုက်ဆုံသွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တာဝန်ထမ်းဆောင်နေစေရဲခွေးတစ်ခေါင်ကို ရဲစခန်းနဲ့တမိုင်အကွာမှာကျွန်တော်တို့ကင်းမုတ်ဝစ်နေတော့တွစ်ရှိခဲ့ပြီးတော့ခုခံဖို့စ조사လို့ပြစ်ခတ်ရှင်းလင်းခဲ့ပါတယ်လို့ဒေါင်းကြီးနောင်မျိုးပြပြောင်ကြားအဖွဲ့ကတာဝန်ရှိသူကပြောကြားထားပါတယ်လင်းစင်းရဲစခန်းကအကြက်ဘက်ရဲများဟာဘူးခါရွာပြည်သူပိုင်းကျွေးနွားများနဲ့ပြစ်စည်းများကိုလူရခိုးယူရောင်းချနေပြီးတော့ကြေးပါများကိုဖျက်ဆီးပြီးတော့မိရှုံမှုများကိုလည်းကျူးလွန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့် update သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနမ်ခမ်းမြို့လူနေရပ်ကွက်များနဲ့ ဖဲကုံမြို့ဘန်ကောက်စစ်ပေးဆောင်စခန်းကိုစစ်တပ်ကလေရင်နဲ့ဗုံးကျချခဲ့ရာတေဆုံးသူပြည်သူအယောက်20ဦးဟာကလင်းငယ်များအမျိုးသမီးငယ်များကိုဝင်ဆောင်မိခင်တက်ကြီးရွယ်အိုနဲ့အပြစ်မဲ့ပြည်သူများဖြစ်ပြီးတော့ပရဟိတဓမ္မတအုပ်လက်ပါဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်ရဲ့ဗုံးကျမှုကြောင့်နမ်ခမ်းမြို့မှာကလင်းငယ်9ဦးအပါအဝင်ပြည်သူ17ဦးသေဆုံးခဲ့ပြီးတော့ဖဲကုံမြို့မှာကလင်းငယ်9ဦးအပါအဝင်ပြည်သူ9ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်ဒီကနေ့စက်တဘာလ6ရက်နေ့မနေ့တနအာရီ35မိနစ်အချိန်မှာအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာလေယာဉ်နဲ့နမ်ခမ်းမြို့ ညာစီအနီးမှာရှိတဲ့ပြည်သူလူထုနေအိမ်များပေါ်နဲ့ကြားဖြူခန်းမအနီးကိုပေါင်900ဘုံများချဲချခဲ့ပြီးတော့အခုလိုမျိုးဘုံချဲချခဲ့မှုကြောင့်ကလင်းငယ်နောက်ဦးအမျိုးသား9ဦးနဲ့အမျိုးသမီး4ဦးစုစုပေါင်း17ဦးသေဆုံးသွားခဲ့ရတယ်လို့သိရပါဗျ။ကလင်းငယ်နောက်ဦးအမျိုးသား4ဦးနဲ့အမျိုးသမီး9ဦးစုစုပေါင်း17ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ နေအိမ်6လုံးလည်းပြက်စီးသွားပြီးတော့တေဆုံးသွားတဲ့အထဲမှာကိုဝင်းဆောင်အမျိုးသမီးတို့လည်းပါဝင်တယ်လို့သိရပါဗျ။နမ်ခမ်းမြို့ကိုစစ်ကောင်စီကလေရင်နဲ့ပုံကျဲချခဲ့အောင်ဂယုနာပရဟိတအဖွဲ့ဝင်အိုက်လင်းနဲ့ကိုဝင်းဆောင်ဇနီးတဲ့ကလေးတအူးတို့လည်းတေဆုံးခဲ့ရတယ်လို့သိရပါဗျ။ဒါ့အပြင်အသက်၁၂နှစ်နဲ့အရွယ်ရှိတဲ့စိုင်းလိန်လိန်ဆိုတဲ့ကလေးငယ်တအူးဒေါ်ဆောင်ထေးမတ်ရွှေအိမ်တို့လည်းပါဝင်တယ်လို့သိရပါဗျ။အလားတူပဲမနေ့ညက9နာရီ30မိနစ်အချိန်ရှမ်းပြည်နယ်မြောက်ပိုင်းဖေကုံမြို့နယ်မှာရှိတဲ့ဘန်ကောက်စစ်ဘေးရှောင်စခန်းကိုစစ်ကောင်စီတပ်ကလေရင်နဲ့ပုံကျဲချခဲ့ ခဲ့ရကလေးငယ်များဆရာမများနဲ့ပြည်သူကိုယ်ဦးတည်ဆုံးခဲ့ရတယ်လို့သိရပါဗျ။မိသားစုလိုက်တည်ဆုံးမှုလည်းရှိပြီးတော့ညအိတ်ချိန်ဖြစ်နေတဲ့အတွက်အလုံးအနာယူအိတ်ဆက်ကြတဲ့အချိန်မှာစစ်ကောင်စီကလေရင်နဲ့ဘုံကျဲချခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။တည်ဆုံးသူအရေးအတွက်အနေနဲ့ကလေး၅ဦးအမျိုးသမီး၂ဦးနဲ့စစ်ဘေးရှောင်၂ဦးတို့ပါဝင်ပြီးတော့ဒဏ်ရာရတဲ့သူ၆ဦးရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်မင်းတပ်မြို့နယ်တိုက်နယ်၄ဘက်မှာရှိတဲ့ကြီးပါတရွာကိုစစ်ကောင်စီကမနေ့ညကလေးချောင်းကနေပြီးတော့ဘုံကျဲတက်ခတ်မှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ6ရက်နေ့မနက်အစောပိုင်း2နာရီ40မိနစ်ခန့်မှာတိုက်လေရင်နဲ့အကြောင်းမဲ့ဘုံကျဲတက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုထားပါရယ်။အထိကိတော့မသိရသေးဘူးဖုန်းလိုင်းတွေမရသေးလို့လို့မင်းတပ်ဒေသခံကပြောဆိုထားပါရယ်။စစ်ကောင်စီကမင်းတပ်မြို့နယ်ကိုလေးချောင်းတက်ခတ်မှုများဇက်တိုက်ပြုလုပ်နေတဲ့အကြောင်းရင်းကိုတော့မသိရသေးဘူးလို့၎င်းကပြောဆိုထားပါရယ်။မြို့ကိုလာတိုက်ပြီးတော့မြို့သိမ်း ိုက်ပွဲဆင်နွှဲမှာကိုစိုးရင်နေကြလို့နေမှာပါလို့၎င်းကသုံးသပ်ထားပါတယ်စစ်ကောင်စီတပ်ဟာစက်တမလ၄ရက်နေ့ကလည်းမင်းတပ်မျိုးပေါ်ကိုတိုက်လေရင်နဲ့ဘုံရှစ်လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ခလာရနှစ်ခွန်လေးစစ်ကောင်စီတပ်ကလည်းလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ကြောင်းဒေသခံတွေကအသိပေးထားပါတယ်။ဒါအပြင်စက်တမလ3ရက်နေ့ကလည်းစစ်ကောင်စီတပ်ဟာမင်းတပ်မျိုးမှရှိတဲ့ခလာရနှစ်ခွန်လေးတရင်ကိုလေးချောင်းကနေပြီးတော့လက်နက်ခဲယမ်းထုတ်များ လေထီးနဲ့ချပေးပြီးတော့ဖြည့်တင်းခဲ့တယ်လို့ပြောဆိုထားပါရယ်။ဩဂတ်စ်လ28ရက်နေ့နဲ့31ရက်နေ့များကလည်းစစ်ကောင်စီဟာလေရင်နဲ့ရိခခဲရန်တို့များကိုဖြည့်တင်းခဲ့တယ်လို့သိရပါရယ်။စစ်ကောင်စီတပ်ဟာဩဂတ်စ်လအတွင်းကလည်းမင်းတပ်မျိုးနယ်ကိုလေကြောင်းကနေတိုက်ခိုက်မှုများမကြာခဏပြုလုပ်ခဲ့ရာထိခိုက်ပျက်စီးသေဆုံးမှုများရှိခဲ့တယ်လို့သိရပါရယ်။စစ်ကောင်စီတပ်ကအခုလိုမျိုးလေကြောင်း drone လက်နက်ကြီးတိုက်ခိုက်မှုများကိုမကြာခဏပြုလုပ်လာတဲ့အတွက်ကြောင့်တိုက်ပွဲများအချိန်မရွေးဖြစ်ပွားလာနိုင်ကြောင်းကိုလည်းမင်းတပ်မျိုးနယ်ချင်းဒေသကာကွယ်တပ် CDF ကဩဂတ်စ်လအတွင်းကထုတ်ပြန်ထားပါရယ်။စစ် ောင်စီတပ်ဟာကရင်နီနဲ့တောင်ဒေသများမှာလဲတိုက်ပွဲများမရှိတဲ့နေရာများကိုလေးချောင်းကနေတိုက်ခိုက်မှုများအခုရက်ပိုင်းအတွင်းမှာလှုပ်ဆောင်လျက်ရှိရာအရဲသားပြည်သူများပေဆုံးထိခိုက်မှုများရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ you